မြန်မာနိုင်ငံအတွက်ဂုံယူစရာသမိုင်းမှတ်တိုင်တစ်ခုကို Miss International မြန်မာ2025ဆုရှင်နန်းအစ္စလီကတိုချိုမြို့မှာပြုလုပ်ခဲ့တဲ့ Miss International ပြိုင်ပွဲကြီးမှာပရော်တန်စီရင်ဝင်ခဲ့ခြင်းဖြင့်စိုက်ထူနိုင်ခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့2022ခုနှစ်ကစတင်ပြီးပြိုင်ပွဲဝင်ခဲ့တဲ့အထဲမှာအခုတစ်ကြိမ်ဟာအကောင်းဆုံးရလဒ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ် နန်းအစ်စလီဟာပထမဆုံးတော့ Twenty စီးရင်တဲ့ကိုဝင်ရောက်ခဲ့ပြီးနိုင်ငံတကာပြည်သက်တွေရဲ့အားပေးမှုတွေနဲ့နောက်ပိုင်းမှာပရိုတန်စီးရင်အထိတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။သူမဟာ Top 5အဆင့်ကိုဆက်ပြီးမတက်ရောက်နိုင်ခဲ့ပေမဲ့သူမရဲ့ယုံကြည်မှုရှိတဲ့ဟန်စက်တရေရှိမှုနဲ့ယဉ်ကျေးမှုအပေါ်ဂုဏ်ယူတဲ့စွမ်းဆောင်ရည်တွေဟာထူးခြားပေါ်လွင်နေခဲ့ပါတယ်။ ချင်းရိုးရာကနေအလှမြင်ញမ်းမှုယူထားတဲ့သူမရဲ့မျိုးသားဝတ်စုံဟာလဲဆိုရှယ်မီဒီယာပေါ်မှာလူပြောများခဲ့ပြီးဒီနေ့ရဲ့အများဆုံးအားပေးခံရတဲ့ဖက်ရှင်ဝတ်စုံတွေတဲကတစ်ခုဖြစ်ခဲ့ပါတယ်။ဒီဝတ်စုံရဲ့အသေးစိတ်ဒီဇိုင်းနဲ့အဓိပ္ပာယ်ရှိတဲ့ယဉ်ကျေးမှုကိုစားပြုမှုတို့ကြောင့်ပရိသတ်တွေရဲ့ချီးကျူးမှုကိုရရှိခဲ့ပြီးပြိုင်ပွဲတစ်လျှောက်သူမရဲ့လူကြိုက်များမှုကိုပိုပြီးမြင့်တက်စေခဲ့ပါတယ်။ အရင်တိုင်းဝိုင်းတွေကြားမှာတော့နန်းအစ္စလီဟာအပေးမှုများတဲ့မြန်မာအနာမဲတအူးအဖြစ်ကျင်းပဂုံပြုခြင်းခံခဲ့ရပါတယ်သူမရဲ့တော့တန်းစရင်ဝင်ခြင်းကိုနိုင်ငံအတွက်တိတာထင်ရှားတဲ့အောင်မြင်မှုတစ်ခုအဖြစ်ရှုမြင်ကြပြီးနောက်တစ်ချိန်နိုင်ငံတကာစင်မြင့်ပေါ်မှာအောင်မြင်မှုအတွက်ရည်မှန်းထားတဲ့မြန်မာအလှမယ်တွေအတွက်စိတ်သက်ခွန်အားဖြစ်စေတဲ့စံပြပုဂ္ဂိုလ်တဦးလည်းဖြစ်လာခဲ့ပါတယ်။ ရှိစုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်